ကလုံးကဘလောက်လဲနားလေလည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတစ်အသက်အများကြီးကြီးပြီးတဘာကြီးဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်အိုးစရာကောင်းလိုက်တာဆိုတော့ဒီခေတ်မှာသင်းဖို့ပဲရှိတယ်ဓမ္မဆရာပဲရှိတယ်ဆရာပဲရှိတယ်ဗျာတမန်တော်ဆုံးမတော်ခံတယ်တမန်တော်ဒီခေတ်မရှိဘူး ဒီခေတ်တမန်တော်မရှိတော့ဘယ်ကတမန်တော်တွေလည်းမသိဘူးရှိတယ်ဗျာအခုဘာဘာသူအဲ့ဒီဟာကိုနဲ့တန်လားမတန်လားအဲ့ဒီစကလုံးကဘယ်လောက်လဲနားလည်လည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတပါးရီဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်ဩစရာကောင်းလိုက်ဗျာစကလုံးကဘယ်လောက်လဲနားလည်လည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတပါးရီဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်ဩစရာကောင်းလိုက်ဗျာ ဆိုတော့ဒီခေတ်မှာသင်းဖို့ပဲရှိတယ်ဓမ္မဆရာပဲရှိဆရာပဲရှိနော်တမန်တော်ရဆုံးမတော်ခံတယ်တမန်တော်ဒီခေတ်မရှိဘူးဒီခေတ်တမန်တော်မရှိတော့ဘယ်ကတမန်တော်လည်းမသိဘူးရှိတယ်ဗျာအခုဘာဘာသူအဲ့ဒီဟာကိုနဲ့တန်လားမတန်လားအဲ့ဒီစကားလုံးကဘယ်လောက်လဲနားလည်းလည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတဘာကြီးဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်ဩစရာကောင်းလိုက်တယ် တကယ်လုံးကဘလောက်လဲနားလေလည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတဘာတွေဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်ဩစရာကောင်းလိုက်တာဆိုတော့ဒီခေတ်မှာသင်းဖို့ပဲရှိဓမ္မဆရာပဲရှိဆရာပဲရှိဗျာတမန်တော်ဆုံးမတော်ခံတယ်တမန်တော်ဒီခေတ်မရှိဘူး ဒီခေတ်တမန်တော်မရှိတော့ဘယ်ကတမန်တော်လည်းမသိဘူးရှိတယ်ဗျာအခုဘာဘာသူအဲ့ဒီဟာကိုနဲ့တန်လားမတန်လားအဲ့ဒီစကလုံးကဘယ်လောက်လဲနားလေလည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတဘာကြီးဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်ဇာကောင်းလိုက်ဗျာစကလုံးကဘယ်လောက်လဲနားလေလည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတဘာကြီးဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်ဇာကောင်းလိုက်ဗျာ ဆိုတော့ဒီခေတ်မှာသင်းဖို့ပဲရှိတယ်။ဓမ္မဆရာပဲရှိတယ်။ဆရာပဲရှိတယ်ဗျာ။တမန်တော်ရဆုံးမတော်ခံတယ်တမန်တော်ဒီခေတ်မရှိဘူး။ဒီခေတ်တမန်တော်မရှိတော့ဘယ်ကတမန်တော်လည်းမသိဘူးရှိတယ်ဗျာ။အခုဘာဘာသူအဲ့ဒီဟာကိုနဲ့တန်လားမတန်လားအဲ့ဒီစကားလုံးကဘယ်လောက်လဲနားလည်းလည်းမသိဘူး။ရှောက်ပြီးတော့ပြောတယ်။သူတည်းအသက်အများကြီးကြီးပြီးတပါးရဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့။အော်ဩစရာကောင်းလိုက်ဗျာ။ ဒီလိုကဘယ်လောက်လဲနားလေလည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတဘာကြီးဆရာကြီးတော့တယောက်မှမစုံဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအာဩစရာကောင်းလိုက်တယ်ဆိုတော့ဒီခေတ်မှာသင်းဖို့ပဲရှိတယ်ဓမ္မဆရာပဲရှိတယ်ဆရာပဲရှိတယ်ဗျာတမန်တော်ဆုံးမတော့ခံတယ်တမန်တော်ဒီခေတ်မရှိဘူး ဒီခေတ်တမန်တော်မရှိတော့ဘယ်ကတမန်တော်လည်းမသိဘူးရှိတယ်ဗျာအခုဘာဘာသူအဲ့ဒီဟာကိုနဲ့တန်လားမတန်လားအဲ့ဒီစကလုံးကဘယ်လောက်လဲနားလည်းလည်းမသိဘူးရှောက်ပြီးတော့ပြောနေသူတည်းအသက်အများကြီးကြီးပြီးတဘာတွေဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်စရာကောင်းလိုက်ဗျာစကလုံးကဘယ်လောက်လဲနားလည်းလည်းမသိဘူးရှောက်ပြီးတော့ပြောနေသူတည်းအသက်အများကြီးကြီးပြီးတဘာတွေဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်စရာကောင်းလိုက်ဗျာ ဆိုတော့ဒီခေတ်မှာသင်းဖို့ပဲရှိတယ်။ဓမ္မဆရာပဲရှိတယ်။ဆရာပဲရှိတယ်ဗျာ။တမန်တော်တို့ဆုံးမတော်ခံတယ်။တမန်တော်ဒီခေတ်မရှိဘူး။ဒီခေတ်တမန်တော်မရှိတော့ဘယ်ကတမန်တော်တွေလည်းမသိဘူးရှိတယ်ဗျာ။အခုဘာဘာသူအဲ့ဒီဟာကိုနဲ့တန်လားမတန်လားအဲ့ဒီစကားလုံးကဘယ်လောက်လဲနားလည်လည်းမသိဘူး။ရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတပါးရီဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်ဩစရာကောင်းလိုက်တာ ပြောလာအမေ Nice ကျွန်တော်ကလူတွေကိုပြောတယ်ကျွန်တော်ကငငယ်ကဟိုကြောင်းနေရတာစာမတဘူးလို့ပြောတဲ့အခါလူတွေကမယုံဘူးအဲ့ဒါအမေတစ်ချက်တော့ပြောပြပါဦးကျွန်တော်ကြောင်းနေရတာစာတလားမတလားဘာန်းတဟူဘာမမ်တဘူးလားကြောက်ပနဲ့တန်းထီအောင်ကြောက်ပနဲ့တန်းထီအောင်တဒါမှရောက်မှာတဒါမှမရောက်ခင်နှစ်တန်းမနေရပါနဲ့နှစ်တန်းတော့မပြီးပါဘူး phong cháu mà nì ra mình là tâu bè giàu thế tan cháu mà nì ra hòa bè giàu thế đủ đi à tham bè giàu thế hiểu biết không Bao lo cháu thuật giờ đã bao không mẹ bà phi lo chân nó trang giờ mẹ bao bà phi lo cháu nó trang thuật bà phi lo chân thuật đâu nhưng mà đi học nhì đi ngắm mà cháu được số bia lâu lâu đâu bỏ thôi rồi là bây giờ là mẹ ဟဲ့ကျွန်တော်ကလူတွေကိုပြောတယ်ကျွန်တော်ကငငေကဟိုကြောင်းနေရတာစာမတဘူးလို့ပြောတဲ့အခါလူတွေကမယုံဘူးအဲ့ဒါအမေတစ်ချက်တော့ပြောပြပါဦးကျွန်တော်ကြောင်းနေရတာစာတလားမတလားဟာန်တာဟုတ်ဘာမှမတဘူးလားကြောက်ပနဲ့တန်းထီအောင်ကြောက်ပနဲ့တန်းထီအောင်တရားမှရောက်တယ်တရားမှမရောက်ခင်နှစ်တန်းမနေရပါနဲ့နှစ်တန်းတော့မပြီးပါဘူး phương cháu mà nì ra mình là tâu bè giàu thế tan cháu mà nì ra hòa bè giàu thế đủ đi à tham bè giàu thế hiểu biết không bà lo trang thuật giờ ta bảo không mẹ bà phi lo ở chân nó trang thuật mẹ bảo bà phi lo chân nó trang thuật bà phi lo trang thuật đâu nên nhà má đi học nhị đi ngắm mà cháu được số bia lâu lâu đâu bỏ Hãy subscribe I have repeatedly offered $1,000 to anyone who can prove to me from the Bible alone that I am bound to keep Sunday holy. There is no such law in the Bible. It is a law of the Holy Catholic Church alone. The Bible says, Remember the Sabbath day to keep it holy. The Catholic Church says, No, by my divine power, I abolish the Sabbath day and command you to keep holy the first day of the week. And lo, the entire civilized world bows down in reverent obedience to the command of the Holy Catholic Church. T. N. Wright, CSSR, in a lecture at Hartford, Kansas, February 18, 1884. The Catholic Church, for over 1,000 years before the existence of a Protestant, by virtue of her divine mission, changed the day from Saturday to Sunday. The Catholic Mirror, September 23, 1893. Question Which is the Sabbath day? Answer Saturday is the Sabbath day question, why do we observe Sunday instead of Saturday? Answer, we observe Sunday instead of Saturday because the Catholic Church in the Council of Laodicea, AD 336, transferred the solemnity from Saturday to Sunday. Peter Geierman, The Convert's Catechism of Catholic Doctrine, 2nd edition, 1910, page 50. Question Have you any other way of proving that the church has power to institute festivals of precept? Answer Had she not such power, she could not have done that in which all modern religionists agree with her. She could not have substituted the observance of Sunday, the first day of the week, for the observance of Saturday, the seventh day, a change for which there is no scriptural authority. Stephen Keenan, A Doctrinal Catechism, page 174. There is but one church on the face of the earth which has the power or claims power to make laws binding on the conscience, binding before God, binding under penalty of hell fire. For instance, the institution of Sunday. What right has any other church to keep this day? You answer by virtue of the third commandment. The papacy changed the fourth commandment and called it the third, which says, Remember that thou keep holy the Sabbath day. But Sunday is not the Sabbath. Any schoolboy knows that Sunday is the first day of the week. I have repeatedly offered $1,000 to anyone who will prove by the Bible alone that Sunday is the day we are bound to keep, and no one has called for the money. It was the Holy Catholic Church that changed the day of rest from Saturday, the seventh day, to Sunday, the first day of the week. T. Enright, CSSR, in a lecture delivered in 1893.